အလုံးမဲမင်္ဂလာပါရှင် ASAN Reading Channel ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့မှာတော့ဆရာကြီးတကောင်ရွှေမြရဲ့ကိုအတက်နဲ့ကိုစု မတူတို့လေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်တောင်ကုန်မျိုးဆက်ရှင်ရုံဟောင်းကြီးနဲ့မင်းမဝေးရှိစပယ်ချန်ကြီးများဝန်ရလျက်ရှိသောချန်ကြီးတချန်ရှိဟာချန်ကြီးဤအလယ်၌က တာနာတရသောတိုက်ခန့်အိမ်တလုံးရှိ၏ထိုခြံနှင့်အိမ်မှာဝင်တော့ကတော့မမစိန်ဆိုသူပိုင်၍မမစိန်မှာ ဝင်တော့ကြီးတည်ဆုံးပြီးနောက်နောက်ထပ်အိမ်တော်မပြုဘဲတားဖြစ်သူမောင်ကျော်မင်းမောင်လစိန်နှင့်အတူအေးချမ်းစွာနေထိုင်ခဲ့လေသည်မောင်ကျော်မင်းမှာအသက်24နှစ်ခန့်ရှိ၍အင်္ဂလိပ်ပညာကို BS အထက်တန်းအထိသင်ကြားခဲ့ဘူးလေသည်ရုပ်ရည်အဖြစ်လည်း ကြံ့ခိုင်တယ်ပါသောကုလုံးကူပေါဖြင့်တင့်တင့်သူတယောက်ဖြစ်ပြီးလျင်ခံညာတည်ကြည်သောမျက်နာရှိလျက်စကားပြောဆိုသောအခါများ၌လည်းအေးချမ်းစွာပြောတတ်၏၎င်းမှာဝန်တောက်ကြီး၏ပထမမယားမှပါသောသားကြီးဖြစ်လေသည် မောင်လှစိတ်မှာ ဝန်တောက်ကြီးနှင့်နှမဆုံမွေးဖြစ်၍အသက်မှာ20မြသာရှိသေး၏ပညာဘက်တွင်များစွာဝါသနာမပါလာပဲဆယ်တန်းကိုနှစ်ကြိမ်တိုင်တိုင်ဆက်လက်၍ကြာရှုံးပြီးနောက်ကျောင်းမှထွက်ခဲ့လေသည် ချုပ်ရည်အပြင်ကချောမောသူတယောက်ဖြစ်ပြီးလျင်အလိုလိုက်ခဲ့သောသားတယောက်ဖြစ်သည့်အတိုင်းအိမ်ကိုနှဲဆိုးဆုပ်ရည်နေသူတယောက်ဖြစ်လေသည် ဝင်းတော့ကြီးတေဆုံးပြီးနောက်ဝင်းတော့ကတော်ကြီးမှခြံနှင့်အိမ်အပြင်ပစ္စည်းဥစ္စာဟူ၍ပြောပလက်အောင်မကြံရစ်ခဲ့ရငါဂျပန်အုပ်စိုးသောခေတ်တွင် အနေထိုင်အစားတောင်များသည့်တနေ့တခြားကြက်တဲရွေလာခဲ့သည့်အတိုင်းဝင်းတော့ကတော်ကြီးသည်အိမ်နှင့်ခြံကို2000နှင့်တတိယဥမြဘူးဆိုသူထံပေါင်နှံပြီးလင် ဂျပန်စစ်တပ်သို့အမဲဟင်းလျာနှင့်ဟင်းသီးဟွံများပေးသွင်းသော contract အလုပ်ကိုပင်လုပ်ခဲ့ရရှာ၏မမစိမ့်မှာထိုအခါက45နှစ်မြတ်သားရှိသေးရာငโกကလည်းပုပြက်ပြက်ဖြူဝဝနဲ့လုံးကြီးပေါလာတယောက်ဖျားကဂျပန်စစ်ပိုးများမှာ အလုတ်ထက်လူကိုပိုး၍အေးပေးလျက်ရှိကုန်ရာ အဝဲတော်မတ်စိန်ဟူသောနာမည်မှာဂျပန်ရက်ကွက်များနေမည်အတော်ပေါက်လျက် တောင်ကူမြို့ပေါ်တွင်မမစိန်နှင့်မတီသောစစ်ဘိုဟူ၍မရှိသလောက်ရှိခဲ့၏ထိုစစ်ဘိုများထဲတွင်မမစိန်နှင့်အကျန်းဝင်ဆုံးသောသူမှာမေဂျာစိုက်တိုဆိုသူဖြစ်၍၎င်းမှာ တောင်သူနှင့်အတွင်းရှိစစ်တပ်များတွင်ဆရာဝန်အကြီးဆုံးဖြစ်လေသည်မစ္စတာစိုက်တိုမှာအမေရိကန်ယူနီဗာစီတီများမှာဆေးဒီဂရီများကိုယူလာသူတစ်ယောက်ဖြစ်လေသည် အင်္ဂလိပ်စကားကိုကောင်းစွာပြောတတ်ပြီးရင်ရုပ်ရည်အပြင်၎င်းအတော်ပင်မုံမုံရည်ရည်ရှိသူတယောက်ဖြစ်၏ မေဂျာဆိုက်တို့သည်အိမ်တို့မကြာခဏအလဲအပန်လာတက်လျာတားအကြည့်မောင်ကျော်မင်းသည်မိခင်ကြီး၏နေထိုင်မှုကို အလင်းမနစ်တက်တော်လဲတားနှင့်မိခင်ဖြစ်သည်ဖြင့်ရှေ့မှလမ်းပြပြောဆိုရန်မတင်လျော်သည်ဖြင့်တကြောင်မိမိတို့အခြေအနေအလောက်ကိုထောက်ထားသည်ဖြင့်တကြောင်တစုံတရာမပြောဆိုဘဲစိတ်စိတ်သားလျင်ရှိနေခဲ့၏ မောင်လာစိန်မာမူကရှေ့သို့တစုံတရာကြည့်ရှုဆင်ခြင်ခြင်းမရှိပဲဂျပန်စစ်ဗိုလ်များထံမှရရှိသောအဝေအစားများစားတောက်ဖွဲရများစီးကရက်များဖြင့်သာကျေနပ်တင်တိမ်နေခဲ့သူတယောက်ဖြစ်လေသည်ဝင်းတောက်ကတော်ကြီးသည်မိမိအခြေအနေကိုတည်တည်အလျောက်တတိဥမြဘူးထံမှချေးယူထားသောငွေနှတောင်းကိုပြန်၍မပေးဆက်နိုင်ရလေအောင်မိမိဤသားအရင်မောင်လာစိန်ကိုဥမြဘူးဤတမီးလှလှနှင့်ဆေးဆက်ကြောင်းလန်းလျက်ရှိနေရာ ်ဦးမြဘူးသည်ဝင်တော့ကတော်ကြီးဤအခြေအနေကို၎င်းမောင်လဇင်ဤသဘောထားကို၎င်းတည်သည်ဖြင့်လက်ခံခြင်းကိုလည်းမပြုညင်းပယ်ခြင်းကိုလည်းတစုံတရာမပြုပဲလှလာမှာငေပါသေးတယ်ဟူ၍သာ ပြောဆိုထားခဲ့၏ဤအကြောင်းများကိုတည်တော်လှလာသည်မိခင်ကြီးကတီးခောက်၍ကြည်တော်အခါများ၌ဒီလောက်တောင်လင်းမရှားပါဘူးမမေရဲ့လှစိန်တို့လိုဂျပန်စစ်ဘိုတွေနဲ့ပေါင်းပြီး secret တောက်နေရရင်ကျေနပ်နေတဲ့အကောင်မျိုး ဗနီယာသွားပြီးအသုံးချရအောင်မှလည်းဟူ၍တာတောက်တောက်ခါခါပြန်၍ပြောတတ်လိမ့်ဤတနေ့တနင်္လာမောင်ကျော်မင်းသည်ဥမြဘူးအိမ်သို့ငွေကြေးကိစ္စနှင့်ပတ်သက်၍ရောက်ရှိသွားရာကိစ္စပြီး၍ချန်ပြင်းတို့ထွက်ခါနီးတွင်လှလာသည့်ပန်းကူးလျက်ရှိရာမှအကိုကြီးဟုလှမ်း၍ခေါ်လိုက်သည်နှင့်ရက်၍နေရလိမ့်ဤ လလမှာ16နှစ်မြောက်ရှိပြီဖြစ်၍ကိုလုံးကိုပေါက်ကောင်းသူတယောက်ဖြစ်လျာ မောင်ကျော်မင်းနှင့်ပခုံးချင်းရှည်ရက်လိုက်သောအခါလက်နက်တက္ကံများသာမောင်ကျော်မင်းထံနေ၏လလသည်တောင်ကူကွန်းပြေကြောင်းထွက်ဖြစ်ပြီးလျင် အင်္ဂလိပ်ကလေးများနှင့်ဤကက်စွာပေါင်းတဲ့နေထိုင်ခဲ့ရသည့်အတိုင်းယောက်ျားပြူတယောက်နှင့်ရှင်တွဲပြောဆိုရန်တစုံတရာဝင်လေးခြင်းမရှိဘဲမောင်ကျော်မင်းနှင့်စကားပြောဆိုလျက်ရှိလေ၏အကိုကြီးပါလာလောက်တာလေ အရင်လအတွက်အတိုးကလေးလာပေးတာပါလှလရဲ့လှလကလည်းသိပ်ပြီးထွာလာတာပဲနော် ဟုတ်ကဲ့လှလနေ့တိုင်း exercise လုပ်တယ်လေကောင်းတယ်ဟေ့အကိုကြီးကဒါမျိုးမှသဘောကျတယ်ဒါထက်အကိုကြီးညီလှစင်ကိုပြောထားနော်အိုးဘာဖြစ်လို့လဲလှလရဲ့တနေ့ကအိမ်ကိုလာပြီးလှလကိုကြည့်လိုက်တာစိမ့်လို့တကယ်ခေါ်တော့ရှုံနေ။အိုးကွယ်လှလကလည်းကြည်တာနဲ့ဘာဖြစ်အောင်မလဲ။ပဲ့ပြီးပါသွားတာမှမဟုတ်တာ ဒီလောက်ကြည့်တော့မခံခြင်းဘူးအကိုကြီးရဲ့လှလို့ကြည့်တာပဲမဟုတ်လားလှလာရဲ့ဩဒါထက်မေတော်ကြီးကလှလာနဲ့စိတ်ဆက်တောင်းဆိုနေပါလားတော်ပါအကိုကြီးရဲ့သူတို့စိတ်ဆက်သဘောတူတော့ကောလှလာယူမာတယ်လားမိဘစကားဆိုတာနားထောင်မှာပေါ်လှလာရဲ့အောင်မဲအကိုကြီးကတောင်သူတို့ဘက်ကပါနေပြန်ပြီလားဒီလောက်မင်းမရှာတေးတေးကိုကိုအကောင်ကလေးမျိုးဘာလို့ရအောင်မလဲအကိုကြီးရဲ့လှလနဲ့ရှင်အောင်တစ်ဖက်ရမ်းရှိတယ် တနေ့ကအိမ်လာတာဝိလို့စားလို့ပါလားတို့ဘက်တွေလည်းဖုံးလို့နှုတ်ပဲမဲ့မျက်နာကဖြူဖက်ဖြူရောနဲ့လှလာတော့အကိုကြီးတို့လိုထွားထွားကြမ်းကြမ်းခက်ခက်ညံ့ညံ့မှသဘောကျတယ်။မောင်ကျော်မင်းဒီရုတ်တရက်မျက်နာပူရိပ်သွားတော့လဲမျက်နာမပြတ်စီရန်မနှဲသတိထားလိုက်ရ၏။ပြောလိုက်ပါအကိုကြီးရဲ့လှလာများမျောလင့်ပြီးစောင့်မနေနဲ့လို့ဒါကလူကြီးတွေကြည့်ပြီးစီမံပါလိမ့်မယ်လှလာရဲ့။အေးပါကွယ်အကိုကြီးလည်းကြည့်ပြီးပြောလိုက်ပါအောင်မယ်။ နေပါအောင်အကိုကြီးရောမိမမယူသေးဘူးလား။ဦးကွယ်လှလှကလည်းကြံကြံဖမန်းစိတ်တောင်မကူဘူးပါဘူး။ဒါဖြင့်ရီစာကောမရှိဘူးလား။ဟဲ့လှလှဘာတွေရှောက်မင်းနေတာလဲ။ဘဲကရီစာရှိရမှာလဲ။လှလှဖြင့်မယုံပါဘူးအကိုကြီးရဲ့။အကိုကြီးကတိတ်ကြီးကောင်းတာပါပဲ။အ ਨੇ ဆုံးရီစာတော့ရှိမှာပေါ့။အကိုကြီးအသက်ဘယ်လောက်ရှိပြီလဲ။ငါအသက်များမေးလို့ဘာလို့အုံးမလို့လဲ။24နှစ်ရှိပြီဗျ။လှလှထက်9နှစ်တည်းကြီးတယ်နော်။ လှလကဘလောက်ရှိလို့လဲ16နှစ်ပြည့်ပြီးပြီဒါဖြင့်အပြိုကြီးပေါ့။အိုးအကိုကြီးကလည်း၎င်းနောက်မောင်ကျော်မင်းလည်းအော်လှလဟုတကိုဒီတီတိုးရေရွက်ကဥမြဘူးချန်ထဲမှာထွက်သွားလိမ့်ဤ။တညတနိုင်ခုနှစ်နာရီအချိန်လောက်တွင်မောင်ကျော်မင်းသည်လမ်းလျှောက်ရာမှပြန်လာခဲ့ရာအဲကန်းရှိချိန်ပက်လက်ကလထိုင်းပေါ်တွင် ကောင်းစွာဖိလိန်ပြင်ဆင်လျက်ရှိသောဝင်တောက်ကတော်ကြီးကိုတွေ့ရသည်နှင့်အခန်းဝသို့ရောက်ခါနီးမှဧကန်းသို့ပြန်၍လာခဲ့ပြီးလင်ကလထိုင်းတစ်လုံးတွင်ဝင်ရည်ထိုင်လိုက်ပြီးနောက်လှစိန်တယောက်ပြန်မလာသေးဘူးလားမေမီမလာသေးဘူးကွယ်ဘာလို့မလို့လဲမလုတ်ပါဘူးမေမီဒီကောင်ကအလဲအပတ်အိုးလူပြိုပဲကွယ်လဲမှာပေါ့ငါသားကမင်းလောက်မှအတန်မကြီးသေးပဲအသက်ကြီးတာမကြီးတာကကိစ္စမရှိဘူးအခုတလောအလဲအပတ်ထူလွန်းလို့ကျွန်တော်ကတတိပေးတာပါ မင်းငါ့ကိုတတိပေးစရာမလိုပါဘူးကွငါသိပါတယ်။အော်ဒါထက်မမေကိုတခုပြောရအောင်မယ်။ဒီဂျပန်စစ်ဗိုလ်တွေနဲ့ဟာတိတ်ပြီးအယောမဝင်နဲ့နော်။ဒီကောင်တွေကလူကြီးလူကောင်တော့ပါတော့တကယ်အရေးကြုံလာရင်နည်းနည်းမှအားကိုးရတဲ့အကောင်တွေမဟုတ်ဘူးမိန်းကလေးမိန်းမငယ်တွေအပေါ်မှာလည်းဘယ်တော့မှသစ္စာရှိတဲ့အကောင်မျိုးတွေမဟုတ်ဘူးအောင်မဲမင်းကများငါ့ကိုတတိပေးရတဲ့ရှိသေးကွယ်အယောဝင်တော့ကောဘာဖြစ်အောင်မှလဲကွယ် မဖြစ်တော့မဖြစ်ပါဘူးမေမေနှုတ်ဝင်မဲ့အိမ်နီးချင်းစကားမဆုံးမီတော်ဟေးတော်တော်အခုမင်းတို့ဘာနဲ့ထမင်းစားနေလဲဆိုတာသိလားဒါတော့အတီသားပေါ်မေမေရဲ့ကျွန်တော်တို့ကသူတို့နဲ့မกินသေးလို့ပေါ့กินအောင်များနေနိုင်ရင်တော့ဒီအကောင်တွေအိမ်ထဲဝင်လာရင်ခြေထောက်နဲ့တောင်ကြောက်လို့ရဲ့အေးမင်းဒီဟာတွေကြက်ကြက်ပြောစစ်ဘိုးတွေနဲ့ဒါကြောင့်မင်းမျက်နှာကျော်မတည်တာလှစိန်ကမင်းလိုမဟုတ်ဘူးအင်မတန်လေးပါတယ်။အော်ဒါထက်မင်းကိုတခုတတိပြရအောင်မယ်။ ။ဘာများပါလိဗျာ။မင်းတနေ့ကဥမြဘူးအိမ်သွားပြီးငွေသွားဆက်တုံးကဘာလုပ်ခဲ့တလဲ။အံ့အားတင်လျက်ကျွန်တော်ဘာမှမလုပ်ရပါကလားခင်ဗျာ။လှလှနဲ့ချမ်းဝမှာအကြကြီးရပြီးစကားပြောနေတဲ့ဆို။အော်ဒါလား။ဟုတ်ပါတယ်ပြောသားပဲဘာဖြစ်လို့လဲ။လှလဟာမင်းကြီးလှစိန်နဲ့စစ်ဆက်ထားတယ်ဆိုတာသိလားသိပါတယ်မင်းမရဲ့အိမ်ကအကြောင်းပဲမသိဘဲနေပါမလားဒါဖြင့်မင်းကဘာဖြစ်လို့ဝင်ပြီးလူပြိုလှည့်ရတာလဲ စကားပြောတာနဲ့လူပြိုလှဲ့တယ်ပြောရသလားမမီရဲ့ကျွန်တော်ကတော့လှစိန်နဲ့မြ мян ယူဖို့တိုက်တွန်းသေးတယ်ဒီတော့သူကဘာပြောလဲတိတ်ပြီးမြစ်တာရှိပုံမရပါဘူး၎င်းတော်မောင်ကျော်မင်းလဲမိမိမြစ်တာထားသလားမိမိအပေါ်တွင်စိတ်ထားမကောင်းသောဝင်တော့ကတော်ကြီးနဲ့ရှေ့သို့ဆက်လက်၍စကားမရှိလို့သဖြင့်မိမိအခန်းရှိရာသို့လာခဲ့လေ၏ရပောင်းအတော်ကြသောအခါတညတနိုင်မစ္စတာစိုက်တိုသည်ဝင်တော့ကတော်နှင့် အင်းရှိအေကန်တွင်စကားပြောလျက်ရှိလိမ့်၏။မမစိန်မှာခုနှစ်တန်းအောင်မြင်ခဲ့သူဖြစ်သောကြောင့်အင်္ဂလိပ်စကားလဲပတ်စွာမပြောနိုင်စေကမူထမင်းစားရေတောက်များကိုကကောင်းစွာပြောနိုင်၏။မေဂျာဆိုက်တိုသည်၎င်း၏ကလထိုင်းကိုမမစိန်အနီးသို့ရခင်ကတန်နီးကပ်စွာရွှေ့လိုက်ပြီးနောက်ဘဲနယ်လဲမင်းကတော်ကြီးကျုပ်ဒီလိုဒုက္ခပေးပြီးညတိုင်းလာတာဘလို့သဘောရသလဲ။ဒီလိုတယောက်နဲ့တယောက်ခင်နာကိုအင်မတန်ကျေးဇူးတင်ပါတယ်မိကြခင်နာတော့ဟုတ်ပါတယ် ခင်လို့လဲလာတာပဲဒါဖြင့်ဘာလို့သေးလဲမိကြရဲ့လူဆိုတာခင်တာကစပြီးချစ်လာတတ်တယ်ဒါဘာဖြစ်လဲကျုပ်လည်းပဲထုံးစံအတိုင်းခင်ရာကနေစပြီးချစ်လာပြီအိုးမတော်တာပဲမိကြကလည်းမမစိန်လည်းအရွယ်လွန်ပါပြီဘာပြောတယ်မမစိန်အသက်ကြီးပါပြီလို့ပြောတယ်မဟုတ်ဘူးမဟုတ်ဘူးမိမဆိုတာအသက်ကြီးမှပိုပြီးချစ်ဖို့ကောင်းတယ်မလုတ်ပါနဲ့မိကြရဲ့မဖြစ်နိုင်ပါဘူး စစ်ဘိုးဆိုတာစစ်ကိစ္စပြီးရင်ဂျပန်ပြည်ကိုပြန်သွားတော့မမစိန်ပဲနဲ့လုံမလဲ။အိုးဒီအတွက်စိတ်ချပါ။ကျုပ်စစ်တပ်တဲကထွက်ပြီးမမစိန်ကိုကုံတဲ့အလုံနဲ့လှုပ်ကြွေးပါမယ်။တကယ်လားမေဂျာရဲ့။အိုးအဟုတ်ပြောတာပေါ့။ထိုနေ့နိုင်မောင်ကျော်မင်းဒီအိမ်ပေါ်တို့တက်လာသဖြင့်မမစိန်ဒီကလထိုင်ကို မေဂျာနဲ့ခတ်ဝဲဝဲတို့ရွှေ့လိုက်ပြီးလင်း secret တလိပ်ကိုမင်းကြီးဟန်ဖြင့်ပြူနေလေ၏။ မေဂျာဆိုက်တိုသည်မောင်ကျော်မင်းအားခတ်တီတီကြည့်ရှုလျက်ရှိရာမောင်ကျော်မင်းကလည်းမျက်နှာခတ်တင်းတင်းနဲ့ပင်ပြန်၍ကြည့်ရှုလေသည်သို့သောမိမိအိမ်သို့အလဲအပတ်လာသောဧည့်သည်ဖြစ်သည်ဖြင့်တကြောင်အလုံးနှင့်ဆက်သွဲသောဒုတိယဖြစ်သည်ဖြင့်တကြောင် မောင်ကျော်မင်းမှာမလွဲသာ၍သာခွန်း၌ဟုဥကောင်းကိုအနေငယ်ညွတ်ကားအယိုသေးပြုလိုက်ပြီးနောက်မိမိအခန်းရှိရာသို့လာခဲ့ပြီးလျှင်အိယာပေါ်သို့ပြစ်လဲလိုက်လေ၏ မောင်စော်မင်းအခန်းသို့ဝင်သွားသည်နှင့်တပြိုင်တည်းမေဂျာစိုက်တို့လည်းကလတ်ထိုင်ကိုမမစိန်အနီသို့ဆွဲပြီးနောက်ဘဲနဲ့လည်းမမစိန်ကျုပ်ပြောတာဘဲနဲ့သဘောရတယ်လေ။အိုးဒီဟာတွေနောက်မှပြောစမ်းပါမမစိန်လူချင်းတာတစ်ခုပေးစမ်းပါ။ဘာလဲမမစိန်ကျုပ်ပေးနိုင်တဲ့အရာမှန်ရင်မမစိန်အတွက်ပေးဖို့အသင့်ပါပဲ။ပြောစမ်းပါဘာများလူချင်းလို့လဲ။မမစိန်ကိုအစိတ်နည်းနည်းလောက်ပေးနိုင်ဘူးလား။အိုးအစိတ်ဟုတ်လား။ဘာလို့မလို့လဲမမစိန်ရဲ့။ အသုံးချလို့ပေါ့မိသားရဲ့ဘယ်နေရာမှာသုံးမှာမို့လဲမမစိန်အသုံးချစရာရှိလို့ပေါ့မိကြကိုမမက တခုတိုင်းမြင်ချင်တယ်နော်မမစိန်မှာအကြောင်းရှိရင်မိကြလည်းကူညီရမှာပဲအိုးမကူညီပဲနေပါမလားမမစိန်ကြောက်ချစ်တဲ့သူကိုကူညီရမှာပေါ့နေပါအောင်ဘသူကိုအစိတ်ခတ်ချင်လို့လဲအိုးဒီဟာကတော့မိကြကိုမပြောပြနိုင်သေးဘူးနောက်တော့ဒီမှာပေါ့မမစိန်ကိုအင်မတန်ချစ်လို့ပေးရမှာကျုပ်စီကရတယ်ဆိုတာဘသူကမှမပြောနဲ့နော် မတော်တရော်မိကြရဲ့ဘယ်ပြောပါမလဲမမစိန်ကတာပြီးလုံရမှာပေါ့ကောင်းပြီအစိတ်ကိုပေးရင်ကျုပ်အခုတင်ကပြောတဲ့ဂရိကိုပေးမလားပေးမယ်မိကြဘယ်တော့လဲမနဲ့ပြန်ညာအခုအချိန်ပဲလာတာပေါ့အစိတ်သာဆက်ဆက်ယူခဲ့နော်ယူခဲ့ပါမယ်စိတ်ချပါသားတွေအိတ်ကုန်တဲ့အချိန်ကြတော့မိကြလဲတဲကိုပြန်ကြည့်အောင်ဆောင်ပြီးနောက်ဖေးလေကားကနေတက်ခဲ့ပေါ့မမစိန်တကားဖွင့်ထားမယ်။ကောင်းပြီမမစိန် မနှက်ဖြန်ညကျုပ်ဆက်ဆက်လာခဲ့မယ်အစိတ်လဲယူခဲ့မယ်ခရီးသားတီးပါစေနော်တီးပါစေမယ်မိသားစိတ်ချပါ၎င်းတော်မိသားစိုက်တို့လည်းနှက်ဖြန်ညအတွက်ယခုကလေးကပင်ကြိုတင်ဝမ်းမြောက်ခါတွက်လက်သောခြေလမ်းများဖြင့်အိမ်ပေါ်မှဆင်းသွားလေသည် နောက်တနေ့ည၈နာရီကျော်ကျော်လောက်တွင်မေဂျာဆိုက်တို့သည်ဝင်တော့ကတော့အိမ်သို့ရောက်လာပြီးလင်အဖြူမုံကလေးများပါသော ပလင်ကလေးတစ်လုံးကိုပေးအပ်လိမ့်ဤ၎င်းနောက်မေဂျာကအုံပြူရန်နီလန်းများနေတကွာဤအစိမ့်မှာလူတစ်ယောက်ဤအသက်ကို၃နာရီအတွင်းသေစေနိုင်ကြောင်းအလွန်ပြင်းထန်သောအစိမ့်မျိုးဖြစ်တော်လဲအစိမ့်တောက်မိသူသည်ပြင်းပြင်းထန်ထန်အလူအလဲခံစားရသောလက္ခဏာကိုတစုံတရာမပြပဲအိပ်ပျော်ရည်သွားတဲ့ကဲ့သို့ဖြစ်ပြီးလျင်မူးမေ့၍တေဆုံးသွားတဲ့ကြောင့် ထို့ပြင်လည်းတေသူမှာတေပြီးနောက်အစိတ်သိမ့်၍တေဆုံးသည့်လက္ခဏာကိုတစုံတရာမပြရတဲ့ပဲရိုးရိုးရောကဖြင့်တေဆုံးတဲ့ကဲ့သို့ရှိနေတဲ့အကြောင်းများဖြင့်ထိုဂျပန်အစိတ်ဤအကြောင်းကိုပြောပြလေ၏9နာရီခွဲလောက်၌အစိကံမလေးအေးစိန်သည်တစ်ဖက်ရေနှစ်ခွက်ကိုယူလာ၍ဇပွဲပေါ်၌ချလျာမစ္စတာစိုက်တိုလည်းမမစိန်နှင့်အတူလက်ဖက်ရေတောက်ပြီးလျင်အခြားစကားများကိုခိတများပြောဆိုပြီးနောက် ည7:00နာရီတတိဟုအင်္ဂလိပ်ဘာသာဖြင့်ပြောဆိုကနောက်ဘေးဗမာ အိမ်ပေါ်သို့တက်တော့လေကားဘက်သို့မျက်နှာရိပ်ပြပြီးနောက်အိမ်ပေါ်မှဆင်းသွားလိမ့်ဤတခဏမျှကြာလက်တော့မောင်လာစိန်သည်လဲပက်ရာမှပြန်လာပြီးလင်ဧကန်းစပွဲသို့ရောက်သောအခါအိတ်ထဲမှ secret ဘူးများကိုထုတ်၍စပွဲပေါ်သို့တင်ထားလိမ့်ဤဝင်းတော့ကတော်ကြီးသည်တားဖြစ်သူဤမျက်နှာကို ယူရစွာကြည်လျက်ငါသားလည်းတိတ်လေတာပဲအလဲအပတ်တွေကိုစင်ကြယ်အောင်မပေါ်သားရင် ။အိုးမမေကလည်းစစ်ဘိုးတွေဘာတွေစီကိုရှောက်ပြူလဲရတာပေါ့မမေရဲ့။ဒါကြောင့်လဲဒီလိုရတာပေါ့။ရော့မမေတောက်ဖို့ secret ဘူငါဘူးယူလာတယ်။အေးကွယ်နောက်တစ်ခါခက်စောစောပြန်ပါ။ခစ်ကြီးကလည်းကောင်းသေးတာမဟုတ်ဘူး။ကျွန်တော်နားလဲပါတယ်ဗျာ။၎င်းနောင်မောင်လာစိန်လဲ secret တို့ကို အပြင်ဘက်သို့လွှတ်ပြလိုက်ပြီးလျင်ခြေတံကိုခပ်ပြင်းပြင်းနှင်း၍၎င်းအခန်းရှိရာသို့လာခဲ့လေ၏။မောင်လာစိန်ထွက်သွားပြီးနောက ဝင်တော့ကတော်ကြီးသည်အိမ်အကူမလေးအေးစိန်ကိုလှမ်းခေါ်လိုက်ပြီးလျင်မောင်ကျော်မင်းထံသို့လက်ဖက်ရည်မပို့မီမိမိထံသို့လက်ဖက်ရည်ခွက်ကိုယူလာရန် အမိန့်ပေးလျက်ရှိလေ၏အိမ်၌ထုံးစံမှာညအိယာဝင်ကနီး၌အိမ်အကူအေးစိန်သည်လက်ဖက်ရည်တစ်ခွက်စီဖြော၍အိမ်သားများအားတယောက်စီပေးရလေသည် မကြာမီအေးစိန်သည် မောင်ကျော်မင်းအားပေးရန်လက်ဖက်ရည်ခွက်ကိုမင်းကတော်ကြီးထံယူလာခဲ့လေသည်လှစိန်ကိုရောလက်ဖက်ရည်ပို့ပြီးပြီလား မပို့ရသေးပါဘူးမမရဲ့ဒါဖြင့်သွားပို့ချေအောင်ဒီခွက်ကိုမမယူလာခဲ့မယ်အေးစိန်ထွက်သွားသောအခါမမစိန်သည်မောင်ကျော်မင်းအတွက်လက်ဖက်ရည်ခွက်ထဲသို့အစိတ်စိမှုအနေငယ်ခတ်လိုက်ပြီးလျှင်အေးစိန်ထံအမိလိုက်သွားပြီးနောက်အခန်းပေါက်အနီးတွင်အေးစိန်လက်သို့လက်ဖက်ရည်ခွက်ကိုလှမ်း၍ပေးလေ၏၎င်းနောက်ထိုလက်ဖက်ရည်ခွက်ကိုအေးစိန်ကမ်း၍မောင်ကျော်မင်းအခန်းထဲသို့ဝင်သွားပြီးလျှင်ပြန်ထွက်လာသောအခါမှမိမိအခန်းရှိရာသို့စိတ်ချလက်ချပြန်ခဲ့လေ၏ ထို့နောက်မမစိန်သည်တကူလုံးတနခါပေါင်နာတို့ဖြင့်ချဲလဲမုံမှန်ပြီးလျင်အဝတ်အစားများကိုလည်းအပားလွာဆုံးသောအဝတ်အစားများကိုရွေးချယ်ဝတ်ဆင်ကာနာယီကူတာမကြာခဏလှမ်း၍ကြည်လျက်ရှိလိမ့်ဝင်တော့ကတော်ကြီးမှာဤကဲ့သို့ရက်ဆက်စွာကြံစီပြီးနောက်တခါတရံမောင်ကျော်မင်းအပေါ်တွင်တနာစိတ်များပေါ်၍လာပြီးလျင်အခန်းစီသို့ကူးရီလာမည်ဟု စိတ်ကူးမိ၏ ်သို့သောသားများအိတ်သောအခန်းစီမှမြည်သည့်အတန်များမကြားရသဖြင့်မကူးပြပဲနေခဲ့၏အကယ်၍လာခဲ့စေကမူတစုံတရာတက်နိုင်တော့မည်မဟုတ်ချေနောက်ကြခဲ့ကြပြီနနနိုင်လူအများစည်ရနံကင်းရှင်းစေရန်မြည်တို့မြည်ပုံချံဖန်ပြောဆိုရမည်အကြောင်းများကို၎င်းအတုဘကိစ္စမြည်တို့မြည်ပုံစီစဉ်ရမည်အကြောင်းများကို၎င်းစိတ်ကူးကရုတ်တရက် အိပ်ရွေမပြောနိုင်ပဲရှိလျာနနက်၄နာရီနာရီထိုးကနီးမှမိခင်နဲ့အိပ်ပျော်ရွေးသွားလေသည်စူညာသောအတန်များဖြင့်အိယာမလန်လိုလာရာထိုအချိန်၌မိုးစင်စင်လင်းခဲ့ခြင်းပြီးအေးစိန်သည်အခန်းထဲသို့အော်ဟစ်ပြေးဝင်လာပြီးလျင်အောင်မလီကိုကိုစိန်မရှိတော့ဘူးမမရဲ့အိယာပေါ်မှာတောင်းနေတာအကိုကြီးကတွေ့ရလို့ဟုစကားမဆုံးမီရှိုက်၍ငူလီတော့သည်ဟဲ့ဘယ်နဲ့လဲတေချာပြောပြစမ်းမအောင်အေးစိန်ရဲ့ ဟုတ်တယ်မမရဲ့ကိုကိုစိန်ကဒီကနေ့မနက်အကိုကြီးနဲ့အတူတူစောစောလမ်းလျှောက်ပြရစီလို့ပြောတဲ့ဒီတော့အကိုကြီးလည်းအရာကထပြီးကိုကိုစိန်အရာသွားနှိုးတော့နှိုးမရတော့ဘူးအောင်မလီညကအကောင်းကြည့်ပါမမရဲ့နေ့အကိုကြီးရော အခန်းထဲမှာ အလောင်းကိုပွေထားတယ်မမစိန်ကဟန်လုံးလျက်ညကလက်ဖက်ရည်တောက်တုံးကအကောင်းသားမဟုတ်လားအကောင်းပေါ်မမရဲ့ ်နေမကောင်းတယ်လည်းမပြောပါဘူးကိုကိုစိန်ကလက်ဖက်ရည်ခါခါမှတောက်တက်လို့အကိုကြီးခွန်းနေတောင်လက်ဖက်ရည်ခွက်ချင်းလဲပြီးကျမကပေးလိုက်ရပါသေးတယ်မမရဲ့ဟိုက်အောင်မလေးတခါဖြင့်ကိုကျိုးနေရောပေါ်သားရဲ့အာသူဘကိစ္စကို မောင်ကျော်မင်းကပြန်ကြည့်ရှုစီမံရ၏ထိုအချိန်မှစပြေမိကြဆိုင်လိုသည်လေအိမ်တို့မလာတော့ပဲရှိနေကြရအကျိုးအကြောင်းအလုံးစုံရင်မိခဲ့သောမောင်ကျော်မင်းလည်းမကြမီနေအိမ်မှပျောက်ကွယ်၍သွားလေတော့၏ မောင်ကျော်မင်းထွက်သွားပြီးနောက်15ရက်ခန့်မြာကြာလက်တော့ဒေါ်လာရေးကိစ္စသည် တနိုင်ငံလုံးပြန့်နှံ့လျက်ရှိလျက်မေဂျာစိုက်တို့သည်၎င်း၏တဲအနီးရှိမြောင်းတစ်ခုထဲ၌ဓာတ်တံရဖြင့်တည်ဆုံးလျက်ရှိကြောင်းတွေ့ရလေသည်ယခုရေးသားဖော်ပြသောအချိန်၌ဝင်တော့ကတော်မမစိန်သည်တတိဥမြဘူးအားခြံကြီးနှင့်အိမ်ကိုအပီးအပိုင်ရောင်းချပြီးနောက်၎င်းဆွေမျိုးများရှိရာတောရွာတစ်ခုသို့ပြောင်းရွှေ့နေထိုင်ခဲ့လျက် ပျောက်ကြားတက်ဖို့တူအဖြစ်ရုတ်တရက်ထင်ပေါ်လာခဲ့သော မောင်ကျုံမင်းမှာမကြမီလှလှနဲ့ထိမ်းများလက်ထက်တော်မီအကြောင်းသတင်းကောင်းကြရလေသည်။ဟုတ်ကဲ့ပါရှင်။ဆရာကြီးတကုံရွှေမြရဲ့ကုအတက်နဲ့ကုစုဝတ္ထုတို့လေးဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။အဆုံးထိနားထောင်ပြီးကြကြလို့ကျေးဇူးအထူးပဲတင်ရှိပါရဲ့ရှင်။